ရေချိုးကန်းထဲကိုလည်းရောက်ရောဆင်းကနေပြီးတော့အေးရကိုရဲ့မျက်နှာကိုအင်သာဆေးတွေနဲ့ပတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဝောင်ဝါနေပြီးတော့အသင်ပါလာတဲ့ဓာတ်နဲ့အေးရကိုရဲ့ခန္ဓာကိုအပြင်းထန်ထိုးနှက်နေခဲ့တယ်။အေးရကိုရဲ့အော်တန်ကိုလည်းကြားရောအခန်းထဲမှာရှိနေတဲ့အေးရကိုရဲ့သမီးအကြီးဆုံးလေးချိုကြီးကနေပြီးတော့ထွက်လာတယ်။သူ့အမေရဲ့ဖြစ်ပျက်ကိုလည်းမြင်ရောအခန်းထဲမှာရှိတဲ့မောင်နှမတွေကိုထပ်မံပြီးတော့အော်ခေါ်လိုက်တယ် အဲ့ဒါနဲ့ပဲဝါဝါနေပြီးတော့ချိုအီကိုရဲ့ပါးစပ်ကိုအလင်းမြပိတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့လည်းချိုအီကဝါဝရဲ့လက်ထက်ကနေပြီးတော့ရုံထွက်ခဲ့တယ်။ပြီးတော့ကျဲလောင်စာနဲ့အော်ဟစ်ငိုကြီးနေခဲ့တယ်။အဲအကြောင်းမလို့ဝေါင်နဲ့ဆင်းကလည်းအဲ့ဒီနေရာနဲ့အလဲမြန်နဲ့ပြေးထွက်လာခဲ့တယ်။ အားလုံးပဲမင်္ဂလာပါဆုရဲ့ Mystery Cat Channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Mystery Cat ရဲ့22ပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆုဒီနေ့ရွေးချယ်ထားတဲ့အမှုလေးကတော့စင်ကာပူနိုင်ငံသား2ယောက်ကနေပြီးတော့ဂျပန်အမျိုးသမီးကိုလှုပ်ကြံတပ်ဖြတ်ခဲ့တဲ့အမှုပဲဖြစ်ပါတယ် အရှိတောင်အာရှနိုင်ငံတွေထဲမှာမှစင်ကာပူနိုင်ငံဟာဆိုလို့ရှိရင်အခုချိန်ထိတည်ရန်ပေးတဲ့စနစ်ကိုကျင့်သုံးနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဆိုလို့ရှိရင်မူရစ်စေဝါမောင်ခုံမှုလူသတ်မှုနဲ့လက်နက်ကင်ဆောင်မှုတချို့သောဓမြမှုတွေမှာအခုချိန်ထိတည်ရန်စနစ်ကိုကျင့်သုံးနေစေဖြစ်ပါတယ်။အဲ့ဒီထဲမှာမှစုအခုပြောပြပေးသွားမယ့်မှုတွေကမိမိဝောင်ဆိုတဲ့အမျိုးသမီးဟာဆိုလို့ရှိရင်စင်ကာပူနိုင်ငံရဲ့ပထမဆုံးတည်ရန်ပေးခံရတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီအမျိုးသမီးဝါဟောတော့စင်ကာပူနိုင်ငံရဲ့ Strain Settlement ဆိုတဲ့နေရာမှာ1939ခုနှစ်ကမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့မွေးနမယာဆိုလို့ရှင်ဝမ်ဝမ်ဆွေလို့ခေါ်တယ်။ပေါင်းတို့မိသားစုလေးအားဆိုလို့ရှင်လည်းအယံအောင်ဆင်းရဲကြတယ်။ အဲ့ဒီကြားထဲမှာမဝေါရဲ့အဖေဖြစ်သူအောင်ဆိုလို့ရှိရင်ဝေါတစ်နှစ်သမီးအရွယ်လောက်မှာရုတ်တရက်ဆုံးပါသွားခဲ့တယ်။အဲ့ဒါနဲ့ပဲဝေါအမေအရင်ဖြစ်တဲ့လန်ကွမ်းဖောင်ဆိုတဲ့ဒီအမျိုးသမီးကနေပြီးတော့ဝေါကိုတော့ဆက်ပြီးတော့တာဝန်မယူနိုင်တော့ပါအောင်မကြွေးမွေးနိုင်တော့ပါအောင်ဆိုပြီးတော့သူ့အဖေရဲ့မရက်ကြီးစီမှာဝေါကိုထားပစ်ခဲလိုက်တယ်။ဝါအဖေရဲ့မယက်ကြီးဖြစ်တဲ့ဝါဆောင်ဆိုတဲ့အမျိုးသမီးမှာဆိုလို့ရှင်လဲသားသမီးက၉ယောက်တောင်မှရှိတယ် ။ဝါဟာဆိုလို့ရှိရင်ငငယ်လေးတည်းကမိသွေးမိသားစုရဲ့လက်ထဲမှာကြီးပြင်းလာခဲ့ရတယ်။အဲ့လိုနဲ့ဝါဟာဆိုလို့ရှိရင်ဒီခွဲခြားဆက်ဆံတာတွေခံရရတယ်။ပြီးလို့ရှိရင်ဒီမိတွေရဲ့တာသမီတွေရဲ့ကိုထိလက်ရောက်ကျူးလွန်တာ ပြီးလို့ရှင် ထမင်းဝိုင်းတော်မှာပဲဒီသူတို့မိတွေသားသမီးတွေစားပြီးတဲ့အကြံအောင်မှဝအောင်ကြေးမွေးတာတွေအဲ့လိုမျိုးအထိခံခဲ့ရပါတယ်တဲ့ပြီးတဲ့အခါမှာလည်းပညာရေးကိုဆုံးခန်းတိုင်အောင်မတင်ခဲ့ရအောင်အသက်၁၄နှစ်ရောက်တဲ့အခါမှာတော့ဝါဆိုလို့ရှင်ကိုဝန်ကိုကြောင်းဖို့အတွက်ကိုဆက်ရုပ်လုံသမားအနေနဲ့အလုံးဝင်လုပ်ခဲ့ရတယ်အဲ့လိုနဲ့1956ခုနှစ်သူမအသက်18နှစ်အရွယ်ရောက်တဲ့အခါမှာဆိုလို့ရှင်တော့ဒီတငယ်ချင်းနဲ့ပေါ့နော်မျိုးထဲမှာရှောက်ပတ်ပြီးတော့မှုတ်စားရင်းနဲ့ ကျောင်းမုတ်ဈေးတန်းပိုင်ရှင်ဖြစ်တဲ့ဆင်ခွန်ဆိုတဲ့လူနဲ့စပြီးတော့တွေ့ဆုံခဲ့တယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်ကမြစ်တာမျှကြတယ်။ဆင်ခွန်ဟာဆိုလို့ရှိရင်တော့သူမထက်အသက်9နှစ်တောင်မှပိုကြီးတယ်။ဒါနဲ့ပဲ1958ခုနှစ်မှာဆိုလို့ရှိရင်တော့ဆင်ခွန်နဲ့ဝေါဟာလက်ထပ်လိုက်ကြတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လဲဝေါနဲ့ဆင်ခွန်ဟာဆိုလို့ရှိရင်တားလေးနှစ်ယောက်ကိုမွေးဖွားခဲ့တယ်။ ။ဝါဝါဆိုလို့ရှိရင်အိမ်တော်နေကြခလေးတွေမွေးခဲ့ပေမဲ့လို့သူ့ငယ်ဘဝရဲ့စိတ်တန်ရာအကြောင်းပေါ့နော်။သူကဆိုလို့ရှိရင်အများနဲ့စိတ်မရှိဘူးအများနဲ့အော်ဟစ်တောင်းညာနေတတ်တယ်။ဒါပေမဲ့လည်းသူမရဲ့ယောက်ျားဖြစ်တဲ့စင်းနဲ့ယောက်ခမဖြစ်တဲ့စင်းရဲ့အမေအားဆိုလို့ရှိရင်အေးအေးဆေးဆေးနဲ့နေတတ်တယ်။ဝောင်တယောက်တည်းအိမ်မှာဒေါသတကြီးနဲ့တစ်ခါလေကြားလို့ရှိရင်ဘာမဟုတ်တာလေးနဲ့ဓာရီဒုတ်တွေပါတဲ့အထီကိုလှုပ်တတ်တယ်။ ဆင်းရဆိုလို့ရှင်အဲ့လိုအချိန်မှတော့မဝါဟိုတူထပ်ခုနှစ်နှစ်တောင်ငယ်လို့လားလို့လိုက်တာပဲလားတော့မသိဘူး သူကဆိုလို့ရှိရင်ဘာမှပြန်မလုပ်ဘဲနဲ့အမြဲတမ်းဒီတိုင်းပဲအပြင်ကိုရှောင်ရှောင်ထွက်သွားတယ်။အဲ့ဒီလိုစိတ်ထားနူးညံ့တဲ့ဆင်းရဆိုလို့ရှိရင်တော့လောင်းကစားဆွဲနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။တခါတော့ဆိုရင်ဝောင်နဲ့ဆင်းရရန်ဖြစ်နေတယ်ပေါ့နော်။ဝောင်ကနေပြီးတော့ဆင်းကိုဒီပေါင်မုတ်လေးရဲ့ဓာတ်နဲ့လှမ်းထုလိုက်တာတဲ့ခေါင်းမှာအမာရွတ်တောင်မှဖြစ်သွားတယ်။ဒါပေမဲ့လည်းဆင်းရဆိုလို့ရှိရင်ဒီလောင်းကစားဆွဲနေတာဖြစ်တဲ့အတွက်သူတို့ရှာဖွေထားသမျှငွေလေးလည်းကုန်တယ်။ပြီးလို့ရှိရင်ဝောင်တယောက်တည်းအလုတ်ထွက်လို့ရတယ်။သူကတော့ဖဲဝိုင်းသွားလိုက်လောင်းကစားဝိုင်းသွား ားလိုက်အဲ့လိုပဲလောင်းကစားတွေထောက်လျှောက်လုံနေနေပေါ့နော်နောက်ပိုင်းမှာဆိုရင်အလုံးမလုံတော့ပဲနဲ့ဝောင်ရှာသမျှငွေကိုပဲထိုင်ပြီးတော့ဖြုံတီးနေခဲ့တယ်အစပိုင်းမှာတော့ဝောင်ကသားလေး၂ယောက်လည်းရှိနေရဆိုတော့တိခန့်ပြီးတော့ရှာတယ်သူကဆိုလို့ရှိရင်ရသမျှအလုပ်တွေလုပ်ပြီးတော့မိသားစုအတွက်ထောက်ပံ့ပေးခဲ့တယ်ဒါပေမဲ့လည်းနောက်ဆုံးချိန်မှာတော့ဝောင်ကဆိုလို့ရှိရင်ဒီအိမ်အောင်ရေးကိုသူဆက်ပြီးတော့တီးမခံနိုင်တော့ဘူးတနေ့မှာဆိုလို့ရှိရင်တော့ဝောင်ကအရန်ကိုပင်ပန်းလာပြီးတော့သူဒီအိမ်အောင်ရေးကိုပေါ့နော်ဆက်ပြီးတော့မရှောင်နိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်အဲ့လိုနဲ့ ိုက63ခုနှစ်မှာဆိုလို့ရှင်ဝောင်နဲ့ဆင်အားကွာရှင်းလိုက်ကြတယ်အဲဒီနောက်မှာတော့ဝောင်ဟာဆိုလို့ရှင်ညာဘက်ဘားဒီမှာပေါ့နော်ဝစ်စုံလှလှလေးတွေဝစ်ပြီးတော့ကားပြဖြော်ပြရတဲ့ကားဘရက်ကွင်အလုတ်ကိုဝင်ပြီးတော့လှုပ်ခဲ့တယ်အဲဒီမှာဆိုလို့ရှင်တော့ဝောင်ကငကိုရဲကအရန်ကိုလှတဲ့အမျိုးသမီးဖြစ်တာကြောင့်မလို့သူမမှာဆိုလို့ရှင်ဒီဧည့်သည်လေးဝိုင်းဝိုင်းလဲနေခဲ့တယ် ဝါဝါဆိုလို့ရှိရင်အဲ့ဒီလောကကစင်ကာပူနိုင်ငံရဲ့ဒီအကမဲ့လောကမှာကြော်ကြားတဲ့သူတယောက်ဖြစ်လာတယ်။အဲ့အကြောင်းမလို့သူဟာဆိုလို့ရှိရင်အတော်အသင့်ဝင်ငွေလည်းရှာနိုင်ခဲ့တယ်။ဒါပေမဲ့လို့စင်းရဆိုလို့ရှိရင်တော့ဒီကွာရှင်းမိတာတော့မပါဘောနော်။ဝောင်နဲ့မခွဲနိုင်ပါဘူးဆိုပြီးတော့ဒီဝောင်အလုံးလုံးတဲ့ဘားတွေကိုခဏခဏလိုက်လာပြီးတော့တွေးခွင့်တောင်းခဲ့တယ်။ဒီလုံးလုံးရင်သုံးနှစ်အကြာမှာတော့သူမရဲ့ကားပြဖြော်ပေပွဲတွေကိုအမြဲတမ်းလိုက်ပြီးတော့အားပေးတတ်တဲ့ဒီပုံမှန်ဧည့်သည်တယောက်ကိုသူမအနေနဲ့လည်းသတိထားမိလာတယ်။ အဲ့လိုအားဆိုလို့ရှင်ဒီစင်ကာပူနိုင်ငံရဲ့အရှိပိုင်းကိုမြေဖုတ်လုပ်ငန်းတွေလုပ်တဲ့ဒီဂျပန်ကုမ္ပဏီကြီးတစ်ခုရဲ့အစမြင့်အရာရှိတဦးဖြစ်တဲ့ဟီရိုရှိဝါတာဘီပဲဖြစ်ပါတယ်။အဲ့လိုနဲ့ဝောင်းတဲ့ဟီရိုရှိအားဆိုလို့ရှင် သမီးစားဆက်ဆံရေးဖြစ်လာတယ်။ဒါပေမဲ့ဟီရိုရှိအတွက်တော့ဝောင်းကအငယ်နှောင်းသက်သာပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဂျပန်မှာမိန်းမရှိရဲ့ပြီးတော့ခလေး၃ယောက်လည်းရှိရဲ့။ ဟီရိုရှိယာဆိုလို့ရှိရင်ဒီဂျပန်ကမိန်းမနဲ့တာသမီတွေကိုဆွန့်လွှတ်ပြီးတော့ဝေါင်းရဲ့အနောက်ကိုမလိုက်နိုင်ဘူး။သူကဆိုလို့ရှိရင်ဝေါင်းကိုလည်းလက်မလွတ်နိုင်ဘူး။အဲဒါကြောင့်မလို့ဝေါင်းနဲ့ဟီရိုရှိယာဆိုလို့ရှိရင်ဒီမိန်းမမရှိတဲ့ပေါ့နော်။မရကြီးရဲ့နောက်ွယ်မှာဖောက်ပြန်တဲ့ဆက်ဆံရေးနဲ့ပဲကြာကြာရှိနေခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့ဝေါင်းမှာကိုဝင်ရသွားခဲ့တယ်။အဲ့ခါမှာဝောင်းကလည်းဒီကလေးကိုမလိုချင်ဘူးအဲ့ဒါကြောင့်မလို့ဟီရိုရှိစီကနေပြီးတော့ဒီကိုဝင်းကိုဖျက်ချဖို့ဆိုပြီးတော့ပတ်စံတောင်းတယ်ဒါပေမဲ့ဟီရိုရှိကပတ်စံထုတ်မပေးဘူး အဲ့အာနဲ့ပဲဝါဝါနေပြီးတော့ဒီကိုဝင်ဖြတ်ချဖို့အတွက်ပေါ့နော်စရိတ်သက်သာတဲ့မလေးရှားပြည်နှံကိုသွားခဲ့တယ်ဝါဝါမလေးရှားမှာကိုဝင်သွားဖြတ်ချခဲ့တယ်။ပြီးတော့စင်ကာပူကိုပြန်လာတယ်။အဲဒီနောက်ပိုင်းမှာလဲဝါအောင်နဲ့ဟီရိုရှိရဲ့ဆက်ဆံရေးကမပြတ်သွားခဲ့ဘူး။ဒါပေမဲ့1968ခုနှစ်မှာဆိုလို့ရှိရင်တော့ဝါဝါဒီအလုံးလုံးနေနေပဲဒီဟောင်ကောင်ကစီးပွားရေးတမားတယောက်နဲ့တွေ့တယ်။အဲဒီမှာတည်းမဲ့ဟီရိုရှိကိုထားခဲ့ပြီးတော့ဝါဝါဟောင်ကောင် လိုက်သွားခဲ့တယ်။ပြီးတော့တိတ်မကြလိုက်ဘူးဝါအောင်မှာကိုဝင်ရသွားခဲ့တယ်။ ဲ့ဒါကိုဒီဟောင်ကောင်စီးပွားရေးတမကလည်းတည်လဲတည်သွားတော့သူကခလေးမလို့ခြင်းဘောနော်အဲ့ဒါနဲ့ပဲ ဝောင်းကိုသူ့အိမ်ကနေပြီးတော့မောင်းချလိုက်တယ်။ဒီတခါတော့ဝောင်းကဒီကလေးကိုသူ့မွေးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်။အဲ့လိုနဲ့ဟောင်ကောင်ကနေပြီးတော့စင်ကာပူကိုပဲပြန်လာခဲ့တယ်။1969ခုနှစ်မှာသူစင်ကာပူကိုပြန်ရောက်ပြီးတော့အိမ်ကူနေနဲ့အလုပ်လုပ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဝောင်းကနေပြီးတော့ဟီရိုရှီကိုသွားတွေ့တယ်။ဟီရိုရှီကလည်းပြန်လက်ခံတယ်။ဒီလိုနဲ့ဟီရိုရှီကဆိုလို့ရှိရင်စင်ကာပူရဲ့အလက်ဇန္ဒားရုံမှာတဲ့ဝောင်းအတွက်တိုက်ခန်းတခန်းငှားပေးတယ်။ပြီးတော့လစဉ်လဲဒေါ်လာ2000အောင်ထောက်ပံ့ပေးခဲ့တယ်။ အဲ့အချိန်ကဒေါ်လာ2000ဆိုတာနည်းတော့မဟုတ်เนาะဒီလိုနဲ့ claim ဝေးပြီးတော့လအနေငယ်ကြမှာတော့ဝါဝါသူ့သမီးလေးနဲ့အတူပေါ့เนาะဟီရိုရှိနေတဲ့ဟီရိုရှိရဲ့တိုက်ခန်းမှာပဲသွားနေနေခဲ့တယ်ဒီလိုမျိုးနေလာကြတော့ဟီရိုရှိကနေပြီးတော့ဂျပန်မှာရှိရဲ့ပေါ့เนาะသူ့ဇနီးဖြစ်တဲ့အေယာကိုစီလှမ်းပြီးတော့သူဒီစင်ကာပူမှာဖောက်ပြန်နေတဲ့အကြောင်းလှမ်းပြီးတော့ပြောခဲ့တယ်အဲ့အချိန်မှာဒီဘက်မှာရှိရဲ့ဝါဝါလည်းသူ့ကိုအယံဒေါ်သားထတ်သွားတယ်ဘောင်းရဲ့ဒေါ်သားကိုလည်းသူသိတယ် တကယ်လို့သူ့သားဒီချိန်မှာဝောင်းအဆက်ဖြတ်လိုက်လို့ရှိရင်ဝောင်းကသူ့ကိုပြဿနာမဖြစ်မနေရှာတော့မှာဆိုတာသူသိတယ်။ဒါပေမဲ့လည်းဘာဖြစ်လို့လဲမသိဘူး။ဟီရိုရှိကဒီလိုစဉ်းစားရတယ်တဲ့။ဒီဂျပန်ကမရဲကြီးနဲ့ ဝအောင်ပေးတွေ့ပြီးတော့သူတို့နှစ်ဦးကိုပြေလည်အောင်ရပြီးတော့သူကမိန်းမနှစ်ယောက်ပေါင်းဝင်ဆိုပြီးတော့အဲ့လိုစဉ်းစားလိုက်တာလားမသိဘူးစဉ်းစားပြီးတော့ပေါ့နော်ဂျပန်မှာရှိတဲ့သူ့မိန်းမအေယာကိုရဲ့ခလေးတွေကိုလှမ်းပြီးတော့စင်ကာပူကိုလာခဲ့ဆိုပြီးတော့လှမ်းခေါ်လိုက်တယ်သူ့ရဲ့မိသားစုတွေကိုဒီလိုမျိုးလှမ်းခေါ်လိုက်ပြီလို့ပြောလဲပြောရောဝအောင်ကနေပြီးတော့အယံအောင်စိတ်ဆိုးဒေါသထွက်သွားတယ်အဲ့ဒီခါမှာဟီရိုရှိကနေပြီးတော့ဝအောင်အရင်ဆုံးတွေးကြည့်ပါအောင်ဆိုပြီးတော့နားချလိုက်တယ်အဲ့ဒီလိုနဲ့1969ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာဆိုလို့ရှိရင်တော့ဟီရိုရှိရဲ့မိန်းမအေယာကိုရဲ့ခလေး၃ယောက် 也要。Yeah. ဒီဟီရိုရှိနဲ့ဝောင်နေတဲ့အိမ်ကိုရောက်လာခဲ့တယ်။ဆက်စပ်တွေ့ခြင်းတော့ဝောင်နဲ့အေယာကိုကလည်းအဆင်ပြေပြေနဲ့နေထိုင်ပြောဆိုနေခဲ့တယ်။ဝောင်ကလည်းဟီရိုရှိနဲ့အေယာကိုရဲ့ခလေး၃ယောက်ကိုမုတ်တေပါးလေးလှုပ်ကြည့်တယ်။ခလေးတွေကလည်းအိုဘာဆန်အန်ဒီလို့ခေါ်ပြီးတော့ပေါ့နော်။ဒီတအိမ်ထဲမှာခလေးတွေရောမိန်းမ၂ယောက်ကနေထိုင်နေခဲ့တယ်။ဟီရိုရှိကလည်းသူ့သားသမီးအရင်နေဆိုတော့ဒီခလေးတွေကိုပို့ပြီးတော့ဂယူးဆိုင်တယ်။အဲ့လိုမျိုးဂယူးဆိုင်တာမြင်လို့ရှင်ဝောင်ရဲ့စိတ်ထဲမှာတော့မနာလို့ဖြစ်မှာပဲလေ။ဒါပေမဲ့သူ့သားဒီအချိန်မှာပွဲချမ်းလိုက်လို့ရှင်ဟီရိုရှိကိုလက်လွတ်လိုက် ရမယ်ဆိုတာသူသိတယ်။အဲအားကြောင့်မလို့ဝောင်ကလည်းဒီတိုင်းလေးပဲငြိမ်နေတယ်။23ရက်နေတည်းကအေးရကိုနဲ့ခလေးတရားဆိုလို့ရှိရင်စင်ကာပူရောက်လာတယ်။ဒီလိုနဲ့သူတို့တွေကအဆင်ပြေပြေချောချောမွမွနဲ့နေလာကြတာတပတ်လောက်တော့ရှိသွားပြီ။ညရညရောက်တဲ့အခါမှာတော့တောက်ကြစားကြရင်နဲ့အေးရကိုကနေပြီးတော့ဝောင်ကိုအပြတ်မဆိုပြီးတော့ခေါ်လိုက်တယ်။ အဲ့ချိန်မှာဝမ်ဝါတနှုံနှုံနဲ့အယံကိုဒေါသထွက်သွားတယ်။ဝမ်ဝါတော့သူ့ကိုယ်သူစိတ်ထဲမှာတလောက်ဒေါ်လာတထောင်ရတယ်။ဘားတွေမှာဒီတိုင်းပဲကပြဖြော်ပြနေတဲ့ကာဘရက်ကွင်းဆိုပြီးတော့သူ့ကိုယ်သူခံယူထားတာ အဲ့လိုပြောတဲ့စကားကြောင့်ဝမ်ရဲ့မာနာကိုအယံထိခိုက်သွားတယ်။ဝမ်ဝအဲ့လိုနဲ့ရေထဲမှာတနှုံနှုတ်ခံစားရတယ်။အဲ့ဒီနောက်ပိုင်းမှာအေးရောက်ကွာဆိုလို့ရှိရင်လည်းဟီရိုရှိကိုအချိုတက်ပြီးတော့ပေါ့နော်။ဒီစင်ကာပူကအလုပ်ကိုထွက်လိုက်တော့ဂျပန်ကိုပဲမိသားစုနဲ့အတူပြန်လိုက်ခဲဆိုပြီးတော့ခေါ်နေတာကိုဝမ်ဝကနေသိသွားခဲ့တယ်။ဒီလိုနဲ့တီးမခံနိုင်တဲ့အဆုံးမှာဝမ်ဝကနေပြီးတော့အရင်ယောက်ျားဖြစ်တဲ့ပေါ့နော်။ဆင်းဖြီသွားပြီးတော့ငါမိန်းမတယောက်ကိုရိုက်ချင်တယ်။ငါ့ကိုကူညီပေးပါဆိုပြီးတော့အကူအညီသွားတောင်းတယ်။ဆင်းကလည်း ဒီလိုတော့မရအောင်ငါ့ကိုဒေါ်လာ900ပေးရမယ်ဆိုပြီးတော့ပြောတယ်ဟွာဝါလည်းသဘောတူတယ် okay ဆိုပြီးတော့လက်ခံလိုက်တယ်ဇန်နဝါရီလ6ရက်နေ့မှာဆိုလို့ရှင်ဟွာဝါနေပြီးတော့ဟီရိုရှိကိုပေါ့နော်ညာဘက်အပြင်ဒင်နာထွက်စားမယ်ပြီးလို့ရှင်အပြင်မှာအိတ်ကြမယ်ဆိုပြီးတော့ခေါ်တယ်အဲ့ဒီခါမှာဟီရိုရှိကငါဒီနေ့အလုံးနောက်ကြဖို့လဲရှိတယ်ပြီးလို့ရှင်အိမ်မဲပြန်မဲအိမ်မှာမိန်းမနဲ့ကလေးတွေနဲ့ပဲနေမယ်ဆိုပြီးတော့သူ့ကိုပြောလိုက်တယ်ဒီချိန်မှာတော့ဝေါင်းရဲ့ တိခံမှုကလုံးဝကုန်လွန်သွားခဲ့ပြီအဲအားကြောင့်မလို့အဲအားကြောင့်မလို့ဝါဆိုလို့ရှိရင်ဟီရိုရှိအလောက်ကပြန်မလာခင်ည9နာရီလောက်မှာဆင်းနဲ့ဖလမင်ဂိုဆိုတဲ့ကလပ်တစ်ခုမှာချိန်းနေသူကအလီပိုင်းအတူပေါ့နော်ဖန်တီးတယ်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကလပ်ကနေအตาရလေးထွက်သွားပြီးတော့ဟီရိုရှိရဲ့မိန်းမနဲ့မိသားစုတွေရှိရဲ့ဂျလန်စီပြူအိမ်ကိုသွားရောက်ခဲ့တယ်တိုက်ခန်းပေါ်သွားနေလန်တူဝဲရောက်တဲ့အခါမှာဝါဝါနေပြီးတော့ဆင်းကိုဒီအိမ်သားဆေးရီဘူးကိုပေးလိုက်တယ်ပြီးတော့ဒီအိမ်သားကန်းနဲ့ရောက်တဲ့အခါမှာအေးရ ကိုရဲ့မျက်နှာကိုပတ်ဖို့ဆိုပြီးတော့ညှုံချလိုက်တယ်။အဲ့လိုနဲ့ဒီတိုက်ခန်းရှိရောက်တော့ပေါ့နော်တိုက်ခန်းဘဲကိုတီးလိုက်တယ်။အဲ့ချိန်မှာအေယာကိုကထွက်လာတယ်။အေယာကိုလည်းတွေ့ရောဝမ်းဝါနေပြီးတော့ဟီရိုရှိယာအိမ်မှာအိမ်သာခွက်ပြက်နေရဆိုလို့ဒီမှာအင်သာပြင်တဲ့လူတယောက်ခေါ်လာတယ်ဆိုပြီးတော့ပြောလိုက်တော့အေယောက်ကလည်းဝမ်းသာအားရနဲ့ကြိုဆိုပြီးတော့ ဒီအိမ်သားကိုလိုက်ပြတယ်အဲ့ဒီခါမှာဝောင်းတဲ့ဆင်ရနေပြီးတော့အေယာကိုရဲ့အနောက်ကနေလိုက်လာတယ်အိမ်သားဝါရောက်တဲ့အခါမှာတော့အေယာကိုအိမ်သားရဲ့ဆင်ရနေပြီးတော့တွန်းထည့်ပြီးတော့သူ့ရဲ့မျက်နှာကိုပေါ့နော်ဒီအိမ်သားဆေးရင်နဲ့ပတ်လိုက်တယ်သူအဲ့လိုပတ်နေတော့မရှိသေးရဲ့မပြောမစုံနဲ့ဝောင်းကနေပြီးတော့အသင်ပါလာတဲ့ဓာတ်နဲ့အေယာကိုရဲ့ခန္ဓာကိုအနှက်ကိုထောက်လျှောက်ထိုးတယ် ပြီးလဲပြီးရောဒီအေးရောက်ကအော်တာပေါ့နော်အဲ့ဒီအချိန်မှာအခန်းထဲမှာရှိရဲ့သူ့သမီးအကြီးမလေးကသူ့အမေရဲ့အော်တာကိုလဲကြားရောဘာဖြစ်တာလဲဟဲ့ဆိုပြီးတော့ထွက်ကြည့်တယ်ဒီအဖြစ်ပြက်ကိုလဲမြင်လဲမြင်ရောခလေးကအယံကိုကြောက်သွားပြီးတော့ထအော်တယ်အော်လဲအော်ဝောင်းဝါနေပြီးတော့ဒီချိုကြီးကိုရှိပြေးလာပြီးတော့ပါးစပ်ကိုပိတ်မလို့လုပ်တယ်ဒါပေမဲ့လဲခလေးလေးကအယံလှစ်လှစ်လှစ်နဲ့ဖြစ်ပြီးတော့ဒီရုံထွက်ပြီးတော့ပေါ့နော်သူ့အခန်းထဲမှာရှိရဲ့မောင်နေညီမတွေကိုခေါ်လိုက်တယ် အဲ့လိုနဲ့ကလေးတွေอ่ะဆိုလို့ရှင်အယောင်စူညံပြီးတော့အော်ဟစ်နေကြတယ်အဲ့ဒီချိန်မှာဆိုလို့ရှင်တော့ဆင်းနဲ့ဝါးဝါးနေပြီးတော့အလင်အမြန်ပဲဒီအိမ်ထဲကနေပြီးတော့ထွက်ပြေးပြီးတော့လွမြောက်လာခဲ့တယ်သူတို့ထွက်ပြေးလာပြီးတော့9မိနစ်6မိနစ်လောက်အကြာမှာဆိုလို့ရှင်မဲ့အေးရကိုကအဲ့ဒီနေရာမှာနေမဲ့ပွဲချင်းပြီးတော့တိတ်ဆုံးသွားခဲ့တယ်အဲ့လိုထွက်ပြေးသွားပြီးတော့ည7နာရီလောက်ရောက်တဲ့အခါမှာဆင်းကနေပြီးတော့သူ့တငယ်ချင်းဖြစ်တဲ့လူရဲ့အကူအညီနဲ့ဒီဝောင်းနဲ့ဝောင်းရဲ့သမီးအတွက်ပေါ့နော်တညတာနေလို့ရမယ်အခန်းတစ်ခန်းရှာပေးခဲ့တယ်ပြီးတော့ဆင်းကဆိုလို့ရှင်လဲသူ့အိမ် င်ကိုပြန်သွားခဲ့တယ်။ည7:00နာရီကျော်လောက်မှဆိုလို့ရှိရင်တော့ဟီရိုရှိယာနေပြီးတော့အလုပ်ကနေပြန်ရောက်လာတယ်။အဲ့ဒီခါကျတော့မှမိခင်ဖြစ်သူရဲ့ဒီအသက်မဲ့နေတဲ့အလောင်းသားမှာငိုကြွေးနေတဲ့သူ့ရဲ့ခလေး၃ယောက်ကိုလည်းတွေးလိုက်ရတယ်။ပြီးတော့ဟီရိုရှိရဲ့ရရက်ဆက်ဆက်တိတ်ဆုံးနေတဲ့အလောင်းတွေးလိုက်တဲ့အခါမှာသူကအယံကိုကြောက်လန့်သွားခဲ့တယ်။လှုပ်တော့လှုပ်ပြီးတော့အဲ့ဒါသူမှွေးတဲ့မိလေ။အဲ့ဒီတော့မှဒီခလေးတွေကိုပေါ့နော်။ဘာဖြစ်သွားရလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ ဒီကလေးမလေးအကြီးဆုံးချိုကြီးကနေပြီးတော့အိုဘာဆန်ရဲ့ပြီးတော့သူမတိတခါမှမတွေ့ဘူးလေပေါ့နော်ဦးလေးတယောက်နဲ့ကလာပြီးတော့အမေကိုဒီလိုမျိုးလှုပ်သွားတာပါဆိုပြီးတော့ပြောလိုက်တယ် အဲ့ဒီတော့မှဟီရိုရှီကနေပြီးတော့ဒီရဲကိုဖုံးဆက်ပြီးတော့အကြောင်းကြားလိုက်တယ်။ဒီအမှုကိုဆိုလို့ရှိရင်စင်ကူနိုင်ငံရဲ့ဒီအမှုကိုဆိုရင်စင်ကူနိုင်ငံရဲ့ရဲရရှိတမ်ခင်ဟိုင်းဆိုတဲ့သူကနေပြီးတော့ဥဆောင်ပြီးတော့စစ်ဆေးခဲ့တယ်။ပြီးတော့အေယောက်ရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ level 1 byte မှာဆိုလို့ရှိရင်အလွန်နဲ့ဆိုင်တဲ့ဓာတ်ဒဏ်ရာတွေကိုတွေ့ရတယ်။အဲ့ဒီဓာတ်ဒဏ်ရာတွေကြောင့်မလို့သွေးပြန့်ကြောရိုထိပြီးတော့ဒီပေါ့နော်တန်ရာရပြီးတော့5မိနစ်6မိနစ်မကြာဘူး။ ဒီလဲကြပြီးတော့တေဆုံသွားခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့တေဆုံသွားရတဲ့အကြောင်းရင်းကထွက်ပေါ်လာခဲ့တယ်။သိပ်မကြလိုက်ဘူးဝောင်နဲ့ဆင်းုံဆိုလို့ရှိရင်ဒီတီချနေရစီမှာပေါ့နော်ဖမ်းမိခဲ့တယ်။အဲဒီလိုနဲ့1980ခုနှစ်မှာဆိုလို့ရှိရင်သူတို့နှစ်ယောက်ကိုရုံးတင်ပြီးတော့စစ်ဆေးတယ်။အဲဒီလိုစစ်ဆေးတဲ့တရက်ခွင်မှာဆိုလို့ရှိရင်တော့ဝောင်နဲ့ဆင်းအားဆိုလို့ရှိရင်တယောက်ကိုတယောက်အပြစ်တွေပုံချနေခဲ့တယ်။ဝောင်ရဲ့ထွက်ဆိုချက်ကတော့သူဟာဆိုလို့ရှိရင်အေးရောက်ကုန်တဲ့ရေချိုးကန်းထဲမှာဒီရန်ဖြစ်နေုံပဲရန်ဖြစ်ခဲ့တာပေါ့နော်။အဲဒီချိန်မှာဆင်းရရုတ်တရက်ဝင်ဆွဲပြီးတော့အေးရောက်ကို ဓာတ်နဲ့ထိုးခဲ့တာဆိုပြီးတော့ပြောတယ်။ပြီးတော့ဝမ်ဝါပေါ့နော်ဒီသူအရက်မူသွားတာကြောင့်မို့အေးရောက်ကိုနဲ့ရံဖြစ်နေရလို့လည်းပြောတယ်။ပြီးတော့ဝမ်ဝဲရှိနေတာဆိုလို့ရှိရင်လည်းအဲ့ဒီချိန်မှာဝမ်ဝါဆိုလို့ရှိရင်ဒီဂျပန်အုံနောက်ယောဂါခန်းစားနေရလို့ပေါ့နော်အမှားမှန်ခွဲခြားမသိမြင်နိုင်ဘူးဆိုပြီးတော့လည်းထွက်ဆိုခဲ့တယ်။တဖန်ဆင်းရနေပြီးတော့လည်းဝမ်ဝါသူ့ရှိကိုအေးရောက်ကိုရိုက်ဖို့လာငားခဲ့တာလို့ပြောတယ်။ ြီးတော့သူကဒီရိုက်ယုံလောက်သားရိုက်မယ်လို့ထင်ပြီးတော့လိုက်သွားခဲ့တာဖြစ်တဲ့အကြောင်းလည်းပြောပြတယ်ပြီးတော့ဝောင်ကလူတက်ဖို့အထိရည်ရွယ်ထားတာကိုလည်းသူမသိဘူးဆိုပြီးတော့ထွက်ဆိုခဲ့တယ်အဲ့ဒီအချိန်မှာစင်ဟဆိုလို့ရှိရင်ဝောင်ဟောပေါ့နော်ဒီစင်ကာပူမှာအဲ့ဒီကာလာခေတ်စားခဲ့တဲ့အမျိုးသမီးလူစိုးခိုင်းဖြစ်တဲ့ Red Butterfly ခိုင်းဝင်ဆိုပြီးတော့လည်းဆွဆွဲခဲ့တယ်သူတို့နှစ်ယောက်ကိုယုံတင်စစ်ဆေးပြီးတော့စီရင်ချက်ချလိုက်တာဆိုလို့ရှိရင်တလားတောင်မကြလိုက်ပါဘူး 1990ဒီဇင်ဘာလ9ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီစင်ဘူးနိုင်ငံရဲ့တရားရုံးကနေပြီးတော့ဝေါင်းနဲ့ဆင်းကိုအေရကိုအတက်မှုနဲ့အပြစ်ရှိရဲဆိုတဲ့အကြောင်းရယ်ပြီးတော့ဝေါင်းဟာဆိုလို့ရှိရင်အေရကိုမနာလိုစိမ့်နဲ့ရရဆက်ဆက်လောက်ကြံတက်ဖြတ်ခဲ့တာဆိုပြီးတော့ဒီတရားသူကြီးကနေပြီးတော့ဗောနော်ဝေါင်းရောဆင်းရောနှစ်ယောက်စလုံးကိုတည်တံစီရင်ချက်ချမှတ်ခဲ့တယ်1992ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီဝေါင်းရဲ့ရှေ့နေဗောနော်မာရှဲဆိုတဲ့သူကနေပြီးတော့အယူခံဝင်ပေးတယ်အဲ့ဒီအချိန်မှာလည်းတရားရုံးကအယူခံကိုပယ် ချတယ်1982ဇူလိုင်လ23ရက်နေ့မှာဆိုလို့ရှင်တော့ဝောင်းဝဲရှိနေပါလေဒီဝောင်းအတွက်ပေါ့နော်စင်ကာပူနိုင်ငံရဲ့တမရဘက်ဂျမင်ရှိယာပေါ့နော်တမရယုံထီတက်ပြီးတော့ဝောင်းအတွက်ကိုအတနာခန်းစာတင်သွင်းပေးခဲ့တယ်အဲ့ဒီအတနာခန်းစာထဲမှာပေါ့နော်ဝောင်းဝါဆိုလို့ရှင်ငငယ်တုန်းကခတ်ခဲတဲ့ကလေးဘွားကိုကြော်ဖြတ်ခဲ့ရအောင်လို့ဒီတေတံကိုရှော့ချပြီးတော့တသက်တကြုံထောင်းနှံချမှတ်ပေးဖို့တောင်းဆိုခဲ့တယ်ပြီးတော့ဒီကာလအတွင်းပေါ့နော်ထောင်းထဲမှာအချုပ်ကျနေတဲ့အချိန်တွင်းမှာဆိုလို့ရှင်လဲဝောင်းဟာ ာဆိုလို့ရှိရင်ဘာသာရေးကိုင်းဆိုင်တဲ့ခရစ်ယာန်ဘာသာဝင် ဖြစ်လာတဲ့အကြောင်းထည့်သွင်းပြီးတော့ရေးသားခဲ့တယ်။ဒါပေမဲ့လည်း1983ခုနှစ်ဇူလိုင်လ23ရက်နေ့မှာဆိုလို့ရှိရင်တမရယုံကနေပြီးတော့ဒီအတနာခံစားအောင်ပေါ့နော်အယူခံကိုပယ်ချလိုက်တယ်ပြီးတော့ဆင်းရဲအယူခံဝင်တာကိုလည်းပယ်ချခဲ့တယ်အဲဒီနောက်မှာဆိုလို့ရှင်တော့ဝောင်းရဲ့အမှုကိုတရားသူကြီးချုပ်ဝီချောင်ချင်းရှီကိုထပ်မံပြီးတော့လွှဲပြောင်းပေးခဲ့တယ်ဒီတရားသူကြီးကလည်းဆင်းနဲ့ဝောင်းကိုနောက်လာမဲ့၃ဘတ်အတွင်းမှာ ကွက်မြတ်စီဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်1983ခုနှစ်ဇူလိုင်လ28ရက်နေ့မှာဆိုလို့ရှိရင်တော့ဆင်းနဲ့ဝမ်ကိုကွက်မြတ်မင်းနေ့ရောက်လာခဲ့တယ်အဲ့ဒီနေ့မှာဆိုလို့ရှိရင်တော့ဝမ်ဝါနေပြီးတော့ပေါ့နော်သူတို့နှစ်ယောက်စလုံးကိုသူတို့မင်္ဂလာဆောင်တော့ဝစ်ခဲ့တယ်မင်္ဂလာဝစ်ဆောင်ဝစ်ပေးပါဆိုပြီးတော့တောင်းဆိုတယ်အဲအကြောင်းမလို့ဒီတရားရုံးကလည်းသဘောတူပြီးတော့ဒီကွက်မြတ်မဲ့အချိန်မှာ နှစ်ယောက်စလုံးရဲ့မင်္ဂလာဝတ်ဆောင်ဝတ်ဆင်ခွင့်ပေးခဲ့တယ်။ကွက်မြတ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ရဲ့ဆွေမျိုးသားချင်းတွေကတယောက်မှလာပြီးတော့ဒီတက်ရောက်ခဲ့ခြင်းမရှိပါဘူးတဲ့။အဲဒီနောက်မှာဆိုလို့ရှိရင်တော့စင်ကာပူနိုင်ငံရဲ့ဒီအမီမတိရဲ့တုတ်တန်တစ်ခုမှာပေါ့နော်။ဒီဝောင်ရဲ့ဆင်းရဲ့ရုပ်အလောင်းကိုဘေးကက်ရဲ့အမြုံနံပေးခဲ့တယ်။ဒီဟာဆိုလို့ရှိရင်တော့တစ်ချိန်တုန်းကစင်ကာပူမှာနာမည်ကြီးခဲ့တဲ့မိမိဝောင်ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။ဝောင်ဝါဆိုလို့ရှိရင်တော့စင်ကာပူလွတ်လပ်ရေးရပြီးတဲ့နောက်မှာပထမအဆုံးတေတန်နဲ့ကွက်မြတ်ခံရတဲ့အမျိုးသမီး တူလည်းဖြစ်ပါတယ်။အဲဒီအချိန်တုန်းကဆိုလို့ရှိရင်လည်းဒီမီမီဟောင်ရဲ့အကြောင်းမီဒီယာတွေကအာရုံစူးစိုက်ခြင်းခံခဲ့ရတယ်။2002ခုနှစ်မှာဆိုလို့ရှိရင်တော့ True Fire နေပြီးတော့မီမီဟောင် ကြောင်းရိုက်ကူးထားတဲ့ documentary series ကိုလည်းထုတ်လွှင့်ခဲ့တယ်။အဲ့ဒီအချိန်တော့ဖော်ပြခဲ့တဲ့ The Strait တိုင်းသတင်းစာရဲ့စောင်းပေါင်းများစွာကိုလည်း online မှာရှာဖွေပြီးတော့ဖတ်ရှုနိုင်ပါတယ်။တကယ်လို့စိတ်ဝင်စားလို့ရှိရင်လည်းအဲ့ဒီအချိန်တော့သတင်းတွေမှာဖော်ပြခဲ့တဲ့ The Strait တိုင်းသတင်းစာရဲ့စောင်းပေါင်းတွေကိုလည်းအခုချိန်မှာ online မှာရှာဖွေပြီးတော့ဖတ်ရှုနိုင်ပါတယ်။ဒီမှုဖြစ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဝောင်နဲ့ဆင်နဲ့ရခဲ့တဲ့သား၂ယောက်ရဲ့ပြီးတော့ဘောင်ရခဲ့တဲ့ပေါ့နော်သမီး၁ယောက်ရဲ့တင်းတင်းကိုတော့ဘာမှမကြတော့ဘူးဒီ တာနာဘီဇနီးမောင်နှံရဲ့ခလေးတွေကတော့ဒီအမှုစစ်ဆေးနေတဲ့အချိန်တွင်းမှာပဲအဖြစ်ဖြစ်တဲ့သူဟီရိုရှိအားနေပြီးတော့ဒီခလေးတွေနဲ့အတူဂျပန်အောင်ပြန်သွားခဲ့ပါတယ်။ဒီအမှုဟာဆိုလို့ရှိရင်တော့အိမ်တော်ရေးဖောက်ပြန်မှုတစ်ခုအားနေပြီးတော့ရခဲ့တဲ့ဝမ်းနဲ့စရာအဆုံးသတ်ပဲဖြစ်ပါတယ်။ဒီအမှုမှာဆိုလို့ရှိရင်တော့စု ပြန်ပြီးတော့ပြောပြစရာတော့မလိုပါဘူးဒီနားဆင်နေတဲ့သူတွေလည်းဘသူကမှားတယ်ဆိုတာသိကြမှာပါအဲ့ဒါကြောင့်မလို့ဒီမှုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပြစင်နော်ဆုနဲ့နောက်ထပ်ဗီဒီယိုလေးကြားလို့ရှင်ပြန်တွေ့ပါမယ်နော်အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ